မြင့်တက်လွင် channel ကိုစောင့်မျှော်အားပေးနားဆင်နေကြတဲ့ချစ်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာယခုတခါမှာတင်ဆက်ပေးသွားမယ့်ဆက်လန်းလေးကတော့ဆရာဇေယနာရမညရေးသားထားတဲ့အောင်မြတ်တာနဲ့ဒူရွငါအောင်လို့အမည်ရတဲ့ပရလောကဆက်လန်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူကိုခန့်မယ်ဖြစ်ပါတယ်ခင်ဗျာငါအောင် တောင်ပေါ်မှာဘိုးတော်လူလူဘားလူလူလူတွေရောက်နေတဲ့တယ်။မောင်မြစကားကြောင့်အရက်ခွက်ကိုကင်ထားတဲ့ငါအောင်ကစုတ်တစ်ချက်တက်လိုက်ပြီးတော့ဘိုးတော်မကလို့ဘာပဲရောက်ရောက်မင်းနဲ့ပါဆိုင်လို့လေတောက်ဆရာရှိတာတောက်ဆန်းငါအောင်ကအရက်ခွက်ကိုဇောက်ခနဲချပေးလိုက်ပြီးတော့ဇပွဲပေါ်မှာရှိတဲ့ငါချောက်တစ်ဖက်ကိုကောက်ဝါလိုက်တယ်။ငါကဒီတိုင်းပြောပြတာပါကွာအဲ့ဒါတွေငါစိတ်မဝင်စားဘူးငါစိတ်ဝင်စားတာစာတင်ကျောင်းထဲကောင်ပဲဟမ်စာတင်ကျောင်းမှာဘာသူရှိလို့လဲကွာ ဒီအချင်းကကြောင်းပိတ်တာမဟုတ်လားလူကိုပြောတာမဟုတ်ဘူးကမင်းညာငါအရက်တော့ပြီးပြန်လာတော့စာတင်ကြောင်းခေါင်းမှုဘွားနေငါ့ကိုဂဲနဲ့လမ်းပြတာခံလိုက်ရတယ်ငါလည်းဂဲကြတဲ့နေရာကိုမော့ကြည့်လိုက်တော့မဲချုပ်ချုပ်နဲ့ကောင်တကောင်ငုတ်တုတ်ထိုင်နေတာကဒီကောင်ကမကျေနပ်ဘူးမင်းနဲ့ငါဒီညာစာတင်ကြောင်းနဲ့အဲ့ကောင်ကိုတော့ဖမ်းရအောင်အာဂျေဇူးရှင်ရဲ့အဲ့ဒါတော့ငါမလိုက်ပြရစီနဲ့ကွာတခြားအလုပ်ပါလားမရဘူးဒီကောင်ငါ့ကိုဂဲနဲ့ထုတာမကျေနပ်နိုင်ဘူး မင်းမလိုက်ငါတယောက်ထဲသွားမယ်။ငအောင်ကရိုင်တိရိုင်တိုင်ဖြစ်နေတဲ့ခန္ဓာကိုတဲမအောင်ထိန်းလိုက်ပြီးအရက်ဆိုင်ထဲကနေထွက်သွားပါလေရော။ဟာ။ဟဲ့ကောင်လေးငအောင်ထွက်သွားပြီဟာ။တခုခုလုံးပါအောင်။မင်းတော့ပြောမရတာငါတို့ပြောရင်ဟိုကပြဿနာရှာနေပါဦးမယ်။ဒီကောင်လေးတော့တောက်ပြဿနာပဲကွာ။မောင်မြင့်ဟာပြစ်တောက်ပြစ်တောက်ကြီးယူရင်အရက်ပလင်းထဲမှာကြံနေတဲ့လက်ကြောင်တစ်ချိန်ထိုးမောချာကငအောင်နောက်ကိုလိုက်သွားခဲ့ပါတော့တယ်။ ဆိုင်အပြင်ကိုရောက်တော့ငါအောင်ရဲ့အရေးရောင်မမြင်ရပဲလမ်းပေါ်မှာအိတ်နေတဲ့ခွေးချို့သာမြင်လိုက်ရတယ်။မောင်မောင်မဲမဲတဲ့ကိုဘယ်ရောက်သွားပါလိမ့်ကွာ။မောင်မြင့်ကငါအောင်လိုက်ရှာပေမဲ့အရေးရောင်တော့မတွေ့ရတာကြောင့်တချင်းလေးကြီးကအိမ်ဘက်ကိုထွက်လာခဲ့လိုက်တယ်။မောင်မြင့်မင်းလား။အတန်းကခအုပ်ထွက်လာတာကြောင့်မောင်မြင့်ဘေးဘီကိုလိုက်ကြည့်ရဘာမှမတွေ့။မောင်မြင့်ငါ့ကိုလာကူအောင်ဟာ။ ဒီတခါတော့မောင်မြင့်စက်သိန်းမွေးညင်းနဲ့ထလာပြီးတော့တောက်ထားတဲ့အရက်ကိုတွေပြောက်လို့မတက်ဖြစ်သွားခဲ့တယ်။ဘာကြောင့်လဲဆိုတော့မြင်ကွင်းကအရှင်းကြီးမှဘသူမှမရှိလို့ပဲ။ဘဘသူလဲကွာငါ့နာမည်ကိုခေါ်တာ။မောင်မြင့်ကကြောက်ကန်ကန်နဲ့អော်လိုက်တဲ့အချိန်မင်းမေကလွားအခုထိမလာသေးဘူးလားကွာ။ငါရေတွင်းနဲ့ကြာနေတာဟာ။အဲ့ဒီတော့မှမောင်မြင့်လည်းအတန်ကြားတဲ့ဘက်ကိုစမ်းတဝါဝါနဲ့ရှောက်သွားရ။ဘောင်းမပါတဲ့ရေတွင်းထဲမှာရေခတ်ကျိုးကိုကင်လာတဲ့ငအောင်မြင်လိုက်ရတယ်။မောင်မြင့်လည်းငအောင်မြင်တော့ဘိုက်ကိုနှိပ်ကရေပြီး ဘေးရင်ကလူတွေကိုအကူအညီတောင်းတာရေရင်းထဲကနေအပေါ်ကိုရအောင်ဆယ်ပေးခဲ့ရတယ်။ရေရင်းပေါ်ကတက်လာတဲ့ငအောင်ကမောင်မြင့်အနာကိုကပ်ပြီးမောင်မြင့်အရက်တော့ပြန်တောက်ရအောင်တော်ပါပြီကွာညလည်းနဲ့နေပြီ စိုင်လည်းပိတ်နေပြီဟာမင်းတကောလုံးလည်းရေတွေရွှဲနေတာအိမ်ပြန်တော့မင်းပါတိလို့လေငါ့ကိုစာတင်ကြောင်းနဲ့ကောင်တွန်းချလိုက်တာဒါကြောင့်ဒီညတော့ဒင်းကိုမရရအောင်ဖမ်းရမယ်မောင်မြင့်ကသူ့ကိုကြစ်တိုက်နေတဲ့ငအောင်ပြောမရတဲ့အဆုံး ဒီနေ့တော့တရေမဖမ်းနဲ့အောင်မနှက်ပြန်ညကြရင်ငါကိုယ်တိုင်မင်းနဲ့တူတူသွားဖမ်းမယ်တကယ်ချင်းရေဒီညတော့စိတ်လျှော့လိုက်ပါကွာအဲ့လိုချောမော့ပြီးပြောနေတဲ့အချိန်မှာငါအောင်ရဲ့အမားဖြစ်သူအနာကိုရောက်ချလာခဲ့တယ်ငါအောင်နင်းဆိုဒီမှာလည်းဖြစ်လာရင်မျက်လုံးပြူမျက်စံပြပဲလူကလည်းမူးနေတာတောင်းချအောင်စိုက်နေပြီလာအိမ်ပြန်မယ်မာကြီးကငါအောင်ရဲ့လက်ကိုဆွဲပြီးအိမ်ကိုပြန်ခေါ်သွားခဲ့တယ်။ဒီတော့မှမောင်မြင့်လည်းဟင်းကနေတက်ပြင်းချပြီးတော့မိမိနေတဲ့အိမ်ဘက်ကိုပြန်ခွင့်ရသွားခဲ့ပါတော့တယ်။ ငအောင်ကမူးနေရင်သာပောက်ကရရှောက်လို့တက်ပေမဲ့အရင်မတောက်တဲ့အချိန်ဆိုရင်စကားကိုလေးလုံးခွဲအောင်မပြောတဲ့လူသားရွာတွေကကလေးတွေဆိုလဲငအောင်အလုတ်ကပြန်လာပြီဆိုရင်လက်ဆွဲတဲ့သူကဆွဲကြိုတဲ့သူကကြိုနဲ့ဘာကြောင့်လဲဆိုတော့ငအောင်ကကလေးတွေမြင်သူ့ရဲ့ခက်ထဲမှာပါတဲ့ပတ်စံတွေကုန်တဲ့အထိမောဝဲကျွေးတက်လို့ပဲငအောင်အလုတ်ကလေထုံဆက်ပြင်တာဆိုတော့ကွင်းရွာတွေဘက်ကမကြမကြသွားရတယ်တခါတလေဆက်ပြင်ရတဲ့လေပိုင်ရှင်တွေကငါးတွေပစုံနေအိမ်အတွက်အမြဲပေးနေကြဒါပေမဲ့ပေးလာတဲ့အရာတွေမှန်တယ်မြအိမ်ကိုပြန်ပါမလာပဲ လမ်းမှာတွေးတယ်မရှိနွမ်းမတဲ့သူတွေကိုအကုန်ပြန်ပေးတတ်တာငါအောင်ရဲ့အကျင့်ရက်ွက်ထဲမှာဘာပဲလုပ်လို့ငါအောင်မပိုင်မပြီးဘူးနောက်ပြီးဘယ်ပြဿနာမဆိုငါအောင်ကအမြဲပါနေကြအခုလည်းငါအောင်တယောက်အိယာနိုးတာနဲ့မောင်မြင့်အိမ်ဘက်ကိုငိုင်းဆိုင်ငိုင်းဆိုင်နဲ့ထွက်သွားခဲ့တယ်ဒေါ်လေးစိန်မောင်မြင့်ရှိလားမရှိဘူးကွလက်ကွင်းဘက်ခဏသွားမယ်လို့ပြောတာပဲဒေါ်လေးစိန်စကားကြောင့်ငါအောင်လည်းမောင်မြင့်ရှိရာလက်ကွင်းဘက်ကိုထွက်လာခဲ့လိုက်တယ်ဟိုရောက်တော့လဲဆောင်တဲ့တကူကဖဲဝိုင်းပေးမှထိုင်နေတဲ့မောင်မြင့်ကိုမြင်လိုက်ရတယ် မောင်မြင့်မင်းကငါ့ဟိုတော့လာမခေါ်ပါလားမဟုတ်ဘူးကငါလည်းဒီကိုခဏပဲလာတာအခုပြန်တော့မလို့ရောက်လက်စားနဲ့ခဏထိုင်ကြည့်လာအောင်မင်းလည်းမပြန်နေအောင်ငါအောင်ကမောင်မြင့်ပခုံးကိုဖတ်ပြီးဖဲဝိုင်းပေးမှဝင်ထိုင်ကကြည့်နေခဲ့တယ်ဝိုင်းကအတော်ကြီးရမို့မောင်မြင့်တို့လည်းမပြန်ဖြစ်သေးပဲဟိုကြည့်ဒီကြည့်လုံနေတဲ့အချိန်ငါအောင်ကအရက်ဝိုင်းပေးမှချထားတဲ့အရက်ပလင်းကိုကောက်ကင်ကဖဲဝိုင်းမှထားနေတဲ့လူကိုခွက်ခနှင်းကြိုက်ချလိုက်တယ်ရုတ်တရက်မို့လူတွေအားလုံးကကြောက်နေပြီးတော့ ရိုက်ကန်ထိတဲ့သူလည်းငအောင်မျက်လုံးအပြူသားနဲ့မော့ကြည့်နေခဲ့တယ်။ဟိအောင်ငအောင်သူများကိုဘာလို့ရိုက်တာလဲကွ။မင်းတို့ဘာသိလို့လဲ။ဒီကောင်ကဖဲလင်ရိုက်နေတာကွ။ဟောဒီမှာကြည့်။ငအောင်ကရိုက်ကန်ထိတဲ့သူကိုတွန်းဖယ်ပြီးတော့ဖျားအောက်ကိုလက်နဲ့နှိုက်လိုက်ရာဖဲနှချက်ထွက်လာခဲ့တယ်။အဲဒီတော့မှဖဲဝိုင်းရလူတွေကလည်းငအောင်ဘာကြောင့်ရိုက်တယ်ဆိုတာကိုသိသွားပြီးကျေးဇူးတင်စကားပြောဖို့အလို့ရွာဘက်ကိုထွက်သွားတဲ့ငအောင်နဲ့မောင်မြင့်ရဲ့နောက်ကျောကိုမြင်လိုက်ရတယ်။ငအောင်ကအဲဒီလိုမဟုတ်မခံလူစားမျိုးပြ။ တခါလဲမောင်မြင့်နဲ့ပြဿနာတက်ဖူးတဲ့သူကိုအရက်ဆိုင်ထဲမှာမပြောမဆိုနဲ့ဝင်ရိုက်ခဲ့ဘူးလေ။သူနဲ့ဆိုင်လာဆိုတော့လုံးလုံးဝမဆိုင်ဘူး။အမားဖြစ်တဲ့သူကနင်းနဲ့မဆိုင်မင်းနဲ့ဘာလို့ရိုက်တာလဲလို့မေးတော့သူတငယ်ချင်းနဲ့ပြဿနာဖြစ်တဲ့သူတိုင်းကသူနဲ့ဖြစ်တာပဲတဲ့။ဒီနေ့တော့ငအောင်တယောက်မနဲ့ထဲရနေညနေဆောင်တဲ့ထိအိမ်ပေါ်မှာငြိမ်နေခဲ့တယ်။ခါတိုင်းဒီအချိန်ဆိုအရက်ဆိုင်ရောက်နေပြီဖြစ်တဲ့မောင်ဖြစ်သူကဒီနေ့မှဘဲမမသွားရကြအောင်အမားဖြစ်သူတယောက်အံ့ဩနေတဲ့အချိန်ငအောင်ရှိလာဟိဆိုတဲ့အတန်ကအင်ရှိကနေထွက်လာခဲ့တယ် ဦးလဲပူပါလားဘယ်ရနေဘလို့လှဲ့လာရလဲနင်တို့စီပဲအလဲလာတာငါတူရောဘယ်ရောက်နေလဲရှိပါဦးလဲပူရေငါအောင်ရေနင်ဦးလဲလာတယ်ဟိမာကြီးအတန်ကြောင့်အိမ်ကန်းထဲမှာလဲနေတဲ့ငါအောင်တယောက်အင်ရှိထွက်လာခဲ့လိုက်တယ်ငါတူနေတော့မတွေ့ရတာကြာပြီမင်းနည်းနည်းပိန်သွားရင်နော်ဟုတ်တယ်ဦးလဲပူရေနေတိုင်းတောက်နေမှာတော့မပိန်မဲနေမလားငါအောင်ကမာကြီးစကားကိုရှိတယ်လို့တော့မထင်ပဲဦးလဲပူပေးမှာဝင်ထိုင်လိုက်တယ် ။ဦးလေးဘူးဆိုတာကငအောင်မွေးကလေးကနေထိန်းလာတယ်လူ။အခုလည်းမရောက်တာကြာပြီဖြစ်တဲ့ငအောင်စီကိုအလဲရောက်လာခြင်းပဲ။တူဝကြီးနဲ့ရောစကားထိုင်ပြောနေရင်နဲ့တကယ်တော့ဦးလေးဘူးကပဲပြောနေတာပါ။အကြီးမကြီးငအောင်နဲ့ငါဒီညနေနေတောက်မယ်နော်။ဒီတိုင်းပဲစကားပြောကြပါလား။တမီထမင်းပြင်ပေးထားမယ်လေ။ငါတူနဲ့ငါတခါတလေစုံလုံးတောက်ပြရစီကွယ်။ဒီကောက်အောင်ဦးလေးဘူးဘာသိလို့လဲ။ तू ကမူးလိုက်ရင်လမ်းယူတာမဟုတ်ဘူးနော်။ဟာဟာ ဒီကောင်ငါထိန်းလာတာပါဟာငါတူပါငါပြောရင်ပြီးပါတယ်မကြီးလည်းပြောမရတဲ့အဆုံးအိမ်ပေါ်ပြန်တက်ကမနဲ့ဈေးဝယ်ရမယ့်စီးရင်တွေကိုတွက်ချက်နေခဲ့လိုက်တယ်တူဝယ်ကြီးနှစ်ယောက်လည်းစကားလေးပြောလိုက်အရက်လေးတောက်လိုက်လလုံးနေရင်ကနေညဆယ်နိုင်လောက်ရောက်တော့ငါတူဦးလေးပို့ကိုပြန်ချပေးပါကွာငါတူကလိမ်ပါပါတယ်ဆိုတဲ့အတန်ခတ်တူတူကိုကြားလိုက်ရတယ်မကြီးလည်းအိမ်နေရင်ဒီစကားကိုတက်ခါတက်ခါကြားနေရတော့စိတ်ထဲမတင်ကြတော့ပဲအိမ်ရှိထွက်ကြည့်လိုက်ရအောင် ငါအောင်ကဦးလေးပုကိုကြည့်ပြီးရေရင်းဘက်ကိုလမ်းလျှောက်သွားတာမြင်လိုက်ရတယ်။ဟဲ့ငါအောင်နင်ဘာလုံးမလို့လဲ။မာကြီးအတန်ကြောင့်ငါအောင်ကနောက်ကိုလှည့်ကြည့်ပြီးဒီလူကြီးကစကားအရများလို့ရေရင်းနဲ့ပြစ်ချမလို့ဆိုပြီးပြောကဆက်ထွက်သွားခဲ့တယ်။မာကြီးလည်းသူမစွဲရင်ဦးလေးပုဒုက္ခရောက်တော့မှမြင်တဲ့အတွက်အိမ်မောကနေပြေးဆင်းပြီးတော့ငါအောင်ရဲ့လက်ကိုဆွဲကာငါအောင်ဦးလေးပုကိုပြန်ချလိုက်စမ်း။နင်ဟာလေမူးလိုက်ရင်ပြဿနာရှာလိုက်ရမှာ။ အဲ့လိုအော်ပြောလိုက်မှပဲဦးလေးပုကိုဘောကနေပြစ်ချလိုက်ပြီးတော့အိမ်အပြင်ဘက်ကိုထွက်သွားခဲ့လိုက်တယ်။ဦးလေးပုအဆင်ပြေရဲ့လားပြေပါတယ်ဒီကောင်အရင်ကအခုလိုမဟုတ်ပါဘူးကျမပြောတာပဲငါအောင်ကမူးလိုက်ရင်စိတ်ထင်ရရှောက်လို့ပါတယ်ဆိုဒါနဲ့ဦးလေးပုကဘာလို့အတန်ကြီးကြီးမအော်တာလဲဒီကောင်ကငါ့ကိုအော်တာနဲ့ပြစ်ချမယ်ပြောလို့အတန်မထွက်ရတာဦးလေးပုစကားကြောင့်မာကြီးလည်းရီရခန့်ငိုရခန့်ဖြစ်သွားပြီး ဥလဲဘူးလဲမူးနေပြီဆိုတော့ထမင်းစားပြီးအိတ်လိုက်တော့လေနေနေငါရွာအောက်ပိုင်းကအသိအိမ်မှာပဲသွားအိတ်တော့မယ်မတော်လို့ဟိုကောင်ပြန်လာရင်ငါ့ကိုပြဿနာရှာနေပါဦးမယ်ဥလဲဘူးလဲငါအောင်ကြောက်လန့်ပြီးတော့တချိုးတဲ့လေးပြေးပါလေရောမာကြီးကတော့ငါအောင်အိမ်ကထွက်သွားပြီးဘာပြဿနာများရှာလာမလဲဆိုတဲ့စိတ်နဲ့အိမ်ပေါက်ဝမှာထိုင်ဆောင်နေတဲ့ချိန်မာကြီးရေမာကြီးငါအောင်ရွှေမြင်းတင်တောင်ပေါ်တက်သွားလို့လိုက်ကြည့်ပေးပါဦးဆိုတဲ့အတောင်ကြားလိုက်ရတယ်ဟဲ့ဒီအချိန်ကြီးတယောက်တည်းတက်သွားတာလားဟုတ်တယ်ဗျ ကျွန်တော်နဲ့ဖိုးတူတောလိုက်ဖို့လုပ်နေတဲ့အချိန်ငါအောင်မြင်လို့မာကြီးကိုလာပြောတာဒီတေနာကောင်ကတော့ညာကြီးအချိန်မတော်ဒုက္ခပါပဲမာကြီးလည်းအင်းနီနာချင်းတွေကိုခေါ်ပြီးရွှေမြင်းတင်တောင်ပေါ်ချက်ချင်းလိုက်တက်သွားခဲ့တယ်တောင်ရဲ့တဝက်လောက်ကိုရောက်တော့နှစ်ချုံမကြီးပင်အောင်မှာငါအောင်ရဲ့ဖက်နှက်ကိုတွေးလိုက်ရတာကြောင့်အပေါ်မော့ကြည့်လိုက်ရပေတရားလောက်မြင့်တဲ့မကြီးပင်ထိတ်မှမတက်ရက်နေတဲ့ငါအောင်မြင်လိုက်ရတယ်ဟေ့ကောင်ငါအောင်မကြီးပင်ပေါ်ဘာတက်လောက်တာလဲဆင်းလာစမ်းငါအောင်အခုချက်ချင်းဆင်းလာစမ်း မကြီးနဲ့ရွာလူတွေရဲ့အော်တန်ကြတော့ငအောင်ကအောက်ကိုငုတ်ကြည့်ပြီးမျက်နှာသေးကြီးနဲ့ရေပြနေခဲ့တယ်။ဒီကောက်ကြည့်ရတာတာမန်မဟုတ်တော့ဘူး။တခုခုပူးကတ်နေတယ်လို့ပဲ။အဖွဲထဲမှာပါလာတဲ့ဥစိန်တို့စကားကြောင့်မကြီးပြရခတ်သွားပြီးတော့ဘယ်လိုလုပ်ကြမလဲ။မတော်လို့အပေါ်ကနေခုံချလိုက်ရင်ဒုက္ခပါပဲ။ကျွန်တော်တို့မှပြည့်ရည်ဘူးပါတယ်။အပေါ်တက်ပြီးပြည့်ရည်နဲ့ဖြန်းလိုက်ရမလား။လှုပ်ဆမ်းမအောင်ဖိုးလူရား။ ဖိုးလူလည်းတောတက်ရင်အမဲဆောင်သွားတတ်တဲ့ပရဲ့ရေဘူးကိုခါးချညက်ပြီးမကြီးပင်မော်ကိုကုတ်တွေတက်သွားခဲ့လိုက်တယ်။ဖိုးလူလည်းရေဘူးနဲ့လမ်းပတ်လို့ရတဲ့နေရာရောက်တော့ပရဲ့ရေဘူးကိုထုတ်ပြီးအပေါ်ပတ်တင်လိုက်ရ။အာပူတယ်ပူတယ်။အဲ့လိုအတန်တန်ကြီးကငအောင်ဆီကနေထွက်လာခဲ့တယ်။ကိုအောင်တတိထောင်အပင်မြင့်နေဗျ။ဟမ်ငါဘလို့လောက်ပြီးတော့ဒီနေရာကိုရောက်နေတာလေစကားနောက်မှပြောပါဗျအပင်မောနဲ့တတိထားပြီးစင်းအောင် ငါအောင်လဲအဲ့ဒီတော့မှတတိဝင်ပြီးတော့မကြီးပင်မွားနဲ့တွေ့ဆင်းလာခဲ့တယ်။အောက်ရောက်လို့မေးကြီးတော့ဦးလေးပုနဲ့ပြဿနာတက်ပြီးအရက်ဆိုင်မကိုထွက်လာခဲ့တဲ့ချိန်မအေးတို့အိမ်ရှိမှမိမတယောက်ထိုင်ငိုနေတာမြင်လို့မအေးပဲသူ့ယောက်ျားနဲ့စကားများလို့ငိုနေတာလို့ထင်ပြီးအနာကတ်သွားတဲ့အချိန်အဲ့ဒီမိမကကျွန်တော်ကိုခွာစည်းလိုက်တာလို့ပြန်ပြောခဲ့တယ်။ဒီကိစ္စပြီးတော့ငါအောင်နှစ်ရက်လောက်ငြိမ်သွားပြီးတော့တုံးရံမြောင်နေညမှာတော့ထုံးစံအတိုင်းမှွေပါလေရော။ညက12နာရီရှိနေပြီမို့တရွာလုံးအိမ်မောကြကတိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။အဲ့ဒီချိန် ကတောက်ကတောက်ဆိုတဲ့အတန်ကရွှေမြင်းတင်တောင်ပေါ်အတက်လန်းကိုတက်သွားလိုက်ဆင်းလာလိုက်နဲ့လုံနေခဲ့တယ်။မာကြီးလည်းငအောင်တယောက်အခုထိပြန်မလာသေးတာမို့အိမ်ထဲမှာတယောက်တည်းထိုင်ဆောင်နေရင်ကြားလိုက်တဲ့အတန်ကြောင့်စက်သိမ်းမွေးညင်းနဲ့ထလာပြီးတော့ဟင်တရေချောက်တာများလားဒီအချိန်ကြီးဘာတန်များပါလိမ့်အဲ့လိုရေရွက်ကအိမ်တကားဘောက်ကနေအตาလေးချောင်းကြည့်လိုက်တဲ့အချိန်လူတယောက်ကတောင်ပေါ်တက်သွားတဲ့အရေးကိုမြင်လိုက်ရတယ်လူရိတ်ကတောင်အတက်လန်းကိုတက်သွားလိုက်အောက်ကိုပြန်ဆင်းလာလိုက်လုံနေတာကြောင့် ိတ်ထဲမတက်တာတော့ပဲတံမီးနဲ့ထိုးကြည့်လိုက်ရငအောင်တယောက်ဝလုံးတလုံးကိုထိတ်ကနေဆွဲပြီးတောင်တက်လမ်းပေါ်ကိုအတက်အစင်းလုံနေတာမြင်လိုက်ရတယ်ဒီတကားတော့အမကြီးဘလို့မှတီးမကန်နိုင်တော့ပဲအိမ်မော်ကနေစင်းကငအောင်ရဲ့နှထင်းကိုဗျုံးကနေရိုက်ချလိုက်ပါတော့တယ်ဟဲ့အကောင်ဒီအချင်းကလူအိတ်ချိန်လीပဲနဲ့ဝလုံးတလုံးဆွဲပြီးတော့တက်လိုက်စင်းလိုက်လုံနေရလေမာကြီးစကားကြောင့်ငအောင်ကအိယာကနေနိုးလာတဲ့သူတယောက်လိုဖြစ်သွားပြီးတော့ဟမ်မာကြီးကျွန်တော်ဒီကိုဘလို့ရောက်နေရလဲ ခုနအရက်ဆိုင်မှာစကားထိုင်ပြောနေတာဗျနင်းပါးစက်ကိုပိတ်ထားစမ်းအိမ်မော်ခုချက်ချင်းတက်ငအောင်ကမာကြီးစကားကိုဇော်ရကမတက်ရဲပဲကုတ်ကုတ်လေးနဲ့အိမ်မော်တက်သွားခဲ့လိုက်တယ်မနဲ့မိုးလင်းတော့ငအောင်တယောက်ညကဖြစ်ခဲ့တဲ့ကိစ္စကိုပြန်စင်းစားရင်အိမ်ရှိကပခတ်မှာလဲအိမ်နေတဲ့အချိန်ရွှေမြင်းတင်တောင်ဝါနဲ့ဆင်းလာတဲ့ယောဂီဝေလူနီယောက်ကိုမြင်လိုက်ရတာကြောင့်စိတ်ထဲကနေထူးထူးဆန်းဆန်းငါတို့ရွာတဲ့လူစိမ်းတွေရောက်နေပါလားအဲ့လိုရေရွတ်လိုက်ပါတော့တယ်ခဏနေတော့မောင်မြင့်ရောက်လာပြီးတော့ငအောင် ခုနတောင်ပေါ်ကနေယောဂီဝေလူနှစ်ယောက်ဆင်းလာတာမြင်လိုက်လားအေးငါလည်းဒီကိစ္စကိုတွေးနေတာမဟုတ်မှလွဲရော တိုက်တူးဖို့လာကြတဲ့သူတွေများလားဖြစ်နိုင်နေကွဟိုတခါမင်းနဲ့ငါတောင်ပေါ်တက်တော့အမန်နှင်းစီကူဘက်မှာပြန်ကျင်းနေတဲ့ကတော့ဘွဲတွေမြင်ခဲ့တယ်မလားအေးငါမှတ်မိရဲ့အဲ့ဒီတုန်းကတိုက်စရာတွေဘာမှမရတော့ဘူးမလားမနှင်းစီနဲ့မက်စပယ်တို့စိတ်ဆိုးပြီးတော့ထိန်းကုတ်သွားတဲ့သူတွေကိုပါ၆လန့်လို့ဘယ်သူမှတောင်းမမတက်ရဲကြတော့ဘူးလေအခုငါတို့အရင်လိုမဖြစ်အောင်သူတို့နောက်ကိုခြေရခံလိုက်ကြရအောင် အာငါမအားသေးဘူးကနောက်ပြီးအဲ့ဒီဘက်ကငါမသွားရဘူးမင်းပြောလိုက်ရင်ဒီအတိုင်းပဲမအားရင်လည်းလှုပ်ရှားရှိရလုံးအေးအေးငါသွားလိုက်အောင်မယ်နော်မောင်မြင့်ထွက်သွားတော့ငါအောင်လဲပကတ်ပေါ်ကနေတောင်ပေါ်မော့ကြည့်ရင်စက္ကနဲကောက်ထပြီးတော့ထင်းခုတ်တာတချောင်းကိုင်းကရှင်မြင့်တင်တောင်ပေါ်တက်သွားခဲ့လိုက်တယ်နေကထန်းတစ်ပြောက်ကျော်လွန်နေပြီဖြစ်ပေမဲ့ရွှေမြင့်တင်တောင်ပေါ်မှာတော့လေတဖြူးဖြူးနဲ့ချမ်းအင်းနေခဲ့တယ်စီဒီရဲ့ဘေးဘက်အရေးရတဲ့ညောင်ပင်အောက်မှာတော့ အောင်မြတ်သာတို့ဆရာတစ်ဖက်သုံးယောက်နဲ့အတူခန္ဓာနာအဝတ်ကိုဝတ်ဆင်ထားတဲ့မိမကြီးတယောက်စကားထိုင်ပြောနေခဲ့ကြတယ်။အမေကြီးကဒီမှနေတာတော်တော်ကြာပြီပေါ့။ကြာပြီပေါ့ကွယ်။နှစ်30လောက်ရှိပြီ။အမေကြီးမှာမိသားစုတွေရောရှိသေးလား။သားတယောက်သမီးနှစ်ယောက်ရှိသေးတယ်။တို့လည်းကို့အိမ်အောင်နဲ့ကိုဆိုတော့ဒီလိုမလာဖြစ်တာများပါတယ်။အမေကြီးကိုကြည့်ရတာဇေဒီအောက်ကတန်းရင်ကနေဘဲမှသွားတာမတွေ့ဘူး။အခုလိုနေရတာမပြင်းဘူးလား။ မပြင်းပါဘူးကွယ်နေဘတ်တွေဆိုအတီးရွက်တွေလိုက်ခုညဘတ်ဆိုဖျားရှစ်ကိုတရားထိုင်တာနဲ့တည်းအချိန်ကုန်လို့ကောင်းမှမသိဖြစ်နေတာအမေကြီးစကားကြောင့်အောင်မြတ်တာပြောင်းလိုက်ပြီးတော့ထဝဲဦးမှာရှိနေတဲ့မုံမတိတောင်မတ်ကိုငဲကြည့်လိုက်တဲ့အချိန်ဇီရီရဲ့အရှိတ်ဘက်ရင်းမြစ်မှာလူတစ်ယောက်ယက်နေတာမြင်လိုက်ရတယ်အစားတော့တာမန်လူလူထင်နေပေမဲ့တေချာကြည့်လိုက်တော့မှနှစ်ဖူးမှလာချမ်းသဏ္ဍာန်ဆွဲထားတာမြင်လိုက်ရတယ်ဒါကြောင့်စကားစာကိုဖျက်လိုက်ပြီးတော့အရှိတ်ဘက်ရင်းမြစ်ကိုထွက်လာခဲ့လိုက်တဲ့အချိန်ထိုသူကမျက်နှာငယ်လေးနဲ့အောင်မြတ်တာကိုကြည့်ပြီး ကျောက်တို့ကူညီပါအောင်ဗျာတင်တို့ဘာများကူညီရမှာလဲကျောက်တို့နေတဲ့အရက်ကိုလူတယောက်ရောက်နေလို့ဗျဒီကောင်ကဘလို့ပဲ၆လန်၆လန်မကြောက်တဲ့အပြင် ရေတကုံအောက်ကနေစေးတန်တစ်ချောင်းအောင်မှယူသွားသေးတယ်အဲ့ဒီလူကိုအရင်ကမြင်တွေ့ဘူးလားတတခါမှမမြင်ဘူးအခုလည်းဒီဘက်ကိုလာနေတယ်ပြောတယ်လောကလူမျိုးတယောက်ရဲ့စကားကြောင့်အောင်မြတ်တာတောင်အတက်လန်ကိုကြည့်လိုက်ရာဘောင်းမီတိုးနဲ့စွကြက်တထဲကိုဝစ်ထားတဲ့လူတယောက်တက်လာနေတာကိုမြင်လိုက်ရတယ် တင်တို့ပစ္စည်းကိုကြုတ်ပြန်ရအောင်တောင်းပေးပါမယ်။ကျေးဇူးတင်ပါတယ်ဆရာလေး။တဝါလူမျိုးထွက်သွားတော့အောင်မြတ်သားလည်းမောင်ကောင်းတဲ့ခွန်လာကိုခေါ်ကာတောင်အစင်းလက်ဘက်ကိုဆင်းလာခဲ့လိုက်တယ်။စီဒီကနေခြေလန်းတရာလောက်ရှောက်ပြီးချိန်မှာတော့သပင်ပုတ်တိုက်တဲ့လူတယောက်ဖနက်ကိုခါကြထိုးပြီးသူတို့နဲ့မျက်နှာချင်းဆိုင်တက်လာတာကိုမြင်လိုက်ရတယ်။အဆိုပါလူကအောင်မြတ်သားတို့ကိုမြင်တော့ဘူးကြီးကြည့်ပြီးတော့တောင်ပေါ်ဆက်တက်သွားမလို့လှုပ်ပြီးကမှပြန်လှည့်လာပြီးတော့ခင်များတို့ကဒီတောင်ပေါ်မှာမပါလို့နေရလဲ။ ကျောက်တော့ကတောင်ပေါ်မှာအတိတ်ထံဝင်နေတာပါ။ဘာများဖြစ်လို့လဲ။ခမရတော့မလိန်နဲ့နော်။လူကြီးတော့သူတော်ကောင်းလို့ပါလို့နဲ့တကယ်တော့တိုက်လာတူးကြတာမလား။မဟုတ်ရပါဘူးဗျာ။ခမရအထင်လွဲနေပါပြီ။ဘာအောင်မဟုတ်ရမှာလဲ။ခမရတို့မောင်းထုတ်ဖို့အဖိုးကိုပြောရမယ်။အဖိုးဆိုတဲ့စကားကြောင့်အောင်မြတ်သားတို့အချင်းချင်းကြိလိုက်ကြပြီးတော့ခမရပြောတဲ့အဖိုးဆိုတာရွှေမြင့်တင်ဖိုးကိုပြောတာလား။ဒီတိုက်စရာတွေကအဖိုးနာမည်ကိုတော့တတ်ခေါ်ရင်းနေပါလား။ ဟဲ့ငါအောင်ဧည့်သည်တွေကိုဘာပြဿနာရှာနေတာလဲနောက်ကျောင်းကနေထွက်လာတဲ့ကရင်မိမကြီးအတန်းကြောင့်ငါအောင်ကမျက်လုံးပင့်ကြည့်လိုက်ပြီးတော့ဟောအဖွားတော်ဒီကောင်တွေကတိမ်သွင်းထားကြတာပေါ့လေငါလှုပ်လိုက်ရနာတော့မယ်ဘာမှမသိပဲပေါက်ကြရပြောမနေနဲ့နင်ထမင်းမစားသေးငါ့အိမ်မှာဝင်စားသွားအောင်ငါအောင်ကအမေကြီးစကားကြောင့်အောင်မြတ်တာတို့ဘာမှဆက်မပြောတော့ပဲမိုက်ကြီးကြီးကတောင်ပေါ်တက်သွားခဲ့တယ်ငါအောင်ငါမှာတော့ဟင်းမကောင်းတော့ နင်အဆင်ပြေသလိုသာထည့်စားပြီတော့ဟင်းရဘယ်တော့အောင်များကောင်းမှုလို့လဲအခုချက်ထားတာလည်းဘာမှမထည့်ပဲချက်ထားရမလားငအောင်ကဆန်ညာထမင်းကိုဇလုံးထဲထည့်လိုက်ပြီးနှမ်းပတ်ငပိနဲ့အသေးရွက်ရေလုံးပြုတ်တကျူးကိုယူကခေါင်းမဖော်တန်းစားပါလေရောအဖွာအဖိုးကြော့အကြောင်းဘာပြောသေးလဲနင်အရက်တွေနေတိုင်းတောက်နေတော့အဖိုးကစိတ်ဆိုးနေတာကျုပ်ကကြိုက်လို့တောက်ပေမဲ့ဘယ်သူ့မှာတော့ဒုက္ခမပေးပါဘူး ဒုက္ခပေးမပေးတော့မသိဘူးဟေမနှင်းစီကတော့သူ့ကိုယ်ပတ်နေလိုက်ခြေသလုံးကျုံအောင်ရိုက်မယ်လို့ကြိမ့်နေတယ်။မနှင်းစီဆိုတဲ့အတန်းကြောင့်ငအောင်ထမင်းစားနေတာကိုရက်လိုက်ပြီးတော့ဟိုတလောကကျုပ်သုံးဖို့မရှိတာနဲ့သူ့စပင်တို့ကိုယူပြီးတော့ရောင်းလိုက်လို့စိတ်ဆိုးနေတာထင်တယ်။မရည်နေနဲ့ဟိုကနင်းကိုမှတ်လောက်အောင်ပညာပေးမလို့အဖိုးကကြားထဲကနေဝင်ထားထားလို့နင်းဘာမှမဖြစ်သေးတာ။ကျုပ်ကအစဉ်ပြင်းရင်အမတော်တွေကိုဒီထက်လာတာစင်မေးမှာပါဗျ။ ငအောင်ကမနှင်းစီကူဘက်ကိုလှည့်ကြည့်ကပြောလိုက်တဲ့အချိန်ဇီဒီဘောကနေယောဂီဝေလူတုံးအောင်သူရှိရဲ့ဘက်ကိုဆင်းလာတာမြင်လိုက်ရတယ်။ဒီတိုက်စရာတွေကဘာလာလို့ပြန်ပြီလဲ။သူတို့ကနင်းထင်တယ်လို့တိုက်စရာမဟုတ်ဘူး။ဒါဆိုပါလေအဖိုးခေါ်ရတဲ့သူတွေလား။အေးအဖိုးကနင်းကိုစုံးမပေးဖို့ခေါ်ရတာ။အမေကြီးကပြောပြတာနဲ့သူ့ပါးစပ်ကိုပြန်ရိုက်လိုက်ပြီ။ငါဘာတွေပြောနေမိပါလဲ။အဲ့လိုသာတဖွားဖွားရေရွတ်နေပါတော့တယ်။ငအောင်လဲသူ့ကိုစုံးမမယ်ဆိုတဲ့အတွက် စိတ်ကြေထောင်းခင်းနဲ့ဖြစ်သွားပြီးထမင်းဘက်ကောင်ဖြစ်သလိုဆေးကတာအောက်ကိုပြန်ဆင်းမော်လို့သူ့ခြေထောက်တွေကကော်နဲကတ်ထားသလိုဖြစ်နေတာတတိထားမိခဲ့တယ်။ဟဲ့လူတွေဒါခင်ဗျားတို့လုထားရမလားငအောင်ကခြေထောက်ကိုလက်နဲ့ဆွဲခွာရင်မေးလိုက်တော့အောင်မြတ်သားဘေးမှာဝင်ရလိုက်ပြီးမင်းသူများစီကယူလာတဲ့ပစ္စည်းကိုပြန်ပေးရင်လှုပ်ပေးမယ်။တုတ်ကဘာယူခဲ့လို့လဲဘာယူခဲ့တယ်ဆိုတာမင်းသိမှာပေါ့အချိန်ဆွဲနေရင်မင်းရဲ့လက်တွေလေးလံပြီးလုံးမရဖြစ်သွားလိမ့်မယ်နော် အောင်မေတ္တာစကားကြောင့်ငါအောင်လည်းလက်ချောင်းတွေကိုလှုပ်ကြည့်ရာတကယ်ကိုလေးလံလာနေတာကိုသတိထားမိခဲ့တယ်။နင်တို့ပြောရပစ္စည်းကဒါလား။ငါအောင်ကခါးချားမှာထိုးရတဲ့စည်းတံတစ်ချောင်းကိုထုတ်ပြလိုက်တဲ့အချိန်အောင်မေတ္တာစက္ကနေဆွဲယူလိုက်ပြီးတော့နောက်တစ်ခါသူများပစ္စည်းကိုမပေးဘဲမယူမိစေနဲ့။အဲ့လိုပြောကငကယုံဖျားရှိတဲ့ဘက်ကိုထွက်သွားခဲ့လိုက်တယ်။ငါအောင်လည်းသူ့ကိုပညာပြသွားတဲ့အောင်မေတ္တာကိုမကျေနပ်တဲ့အကြည့်နဲ့ကြည့်ပြီးတောင်အောက်ကိုဆင်းသွားခဲ့လိုက်တယ်။ဒါပေမဲ့နိုင်ဝဲလောက်ကြာတဲ့အထိ တောင်ကြီးကရွာကိုမမြင်ရသေးတဲ့အတွက်ငအောင်တယောက်ကောင်းတပန်ကြီးသွားခဲ့တယ်။မဟုတ်သေးပါဘူး။အရင်အဆိုမိနစ်20လောက်ဆိုတောင်ကြီးရဲ့ရွာကိုမြင်ရပြီလေ။အခုကဘာလို့မမြင်ရသေးတာလဲ။ငအောင်ကဇဝေဇဝါနဲ့ပြောပြီးခတ်တုတ်ဆင်းသွားခဲ့လိုက်တယ်။ဒါပေမဲ့တောင်ကြီးကိုမမြင်ရပဲခုနကရက်နေတဲ့နေရာကိုသာပြန်ရောက်လာတာကြောင့်တယောက်ယောက်ကသူ့ကိုလုံနေပြီဆိုတာသတိထားမိခဲ့တယ်။ဒါကြောင့်တောင်ပေါ်ပြန်တက်လာခဲ့ရာ9မိနစ်မပြည့်ခင်မှာပဲရွှေမြင့်တင်စီတီရှိအောင်ရောက်လာခဲ့တယ်။ စီဒီပေါ်ရောက်တော့ငကယုံဖျားရှိမှထိုင်နေတဲ့အောင်မြတ်တော်စီသွားပြီးဟဲ့လူတွေခင်ဗျားတို့ကြုတ်ပြမရအောင်လှုပ်ထားရမလားမင်းကရွာပြန်ရောက်ရင်အရက်တွေတောက်နေမှာဆိုလို့အဖိုးကလမ်းတွေပြောင်းပြန်လှုပ်ထားရနေမှာပေါ့အောင်မြတ်တာစကားကြောင့်ငအောင်လဲစကားတစ်ခုမှမပြောတော့ဘဲအဖိုးနန်းရှိတဲ့ဘက်ကိုထွက်သွားခဲ့တယ်။နန်းရှိရောက်တော့ပြောင်းမှုဘက်ဆက်လက်ကိုခဲပြီးသူ့ကိုစိုက်ကြည့်နေတဲ့အမေကိုကြီးကိုမြင်လိုက်ရတယ်။အမေကျောက်အဖိုးကိုပြောစရာရှိလို့နည်းနည်းဖယ်ပေးဗျာ။နေငါ့ကိုဘာပြောမလို့လဲ ပြောစမ်းအမေဟိုကြီးအတန်ကယောက်ျားတစ်ယောက်လိုထွက်လာတာကြောင့်ငအောင်တွန့်ငနေဖြစ်သွားပြီးတော့နောက်ကိုအနှဲငယ်ဆုပ်သွားခဲ့တယ်အခုပြောနေတာအဖိုးလားအေးငါကိုယ်တိုင်ဝင်ပြောနေတာမင်းအခုဒီအတိတ်တရားမရသေးဘူးလားကျုပ်ကိုတောင်းပန်ခေါ်တာအခုလိုလုပ်ဖို့လားမင်းဘဝမှာလှုပ်ချင်တာတွေကို စိတ်ထိုင်နိုင်လှုပ်ခဲ့ပြီးပြီမလားဒါကြောင့်အခုကစပြီးမင်းရဲ့စိတ်ကိုပြောင်းလဲဖို့အချိန်တန်ပြီအဖိုးကျုပ်ကိုတရားချမနေပါနဲ့ကျုပ်အခုအိမ်ပြန်ခြင်းနဲ့ မင်းအိမ်ပြန်ခြင်းဟိုးမှာရက်နေတဲ့သူတွေစီမှာခွင်တောင်းတို့ခွင်ပြုရင်မင်းကိုအိမ်ပေးပြန်မယ်အဖိုးရဲ့စကားကြောင့်ငအောင်လဲအောင်မြတ်တာတို့ရှိရအောင်ပြန်လဲလာတဲ့ချိန်ငကယုံဖျားမှာမိုးရတဲ့ရွှေရောင်ငကားကြီးကအသက်ဝင်တယ်လို့လှုပ်ရှားလာတာကိုမြင်လိုက်ရတယ်ငါမျက်စိမားနေတာများလားအင်းကလေးရုပ်ကဘယ်လိုလှုပ်လှုပ်ရှားနေမှာလဲမျက်စိမားတာမဟုတ်ဘူးမင်းတကယ်ကိုမြင်နေရတာရွှေရောင်ငကားကြီးကဗပင်းကိုကားနေအောင်ထောင်ပြီးငအောင်ရှိအောင်ဆင်းလာတာကြောင့်အလန်တကြာထွက်ပြေးဖို့အလို့ အောင်မြတ်သားကောက်ကနဲ့ဆွဲကင်ပြီးတော့နှစ်ဖူးကိုဖျောင်းခွင်းနဲ့မြေအောင်ရိုက်ချလိုက်ပါတော့တယ်။တာယာနာပြောပဲကောင်းတဲ့ဓမ္မတေရုပ်ဖတ်တန်ကငအောင်ရဲ့နားထဲကို တိုးဝင်လာတာကြောင့်မျက်စိဖွင့်ကြည့်ရာရွှေပန်းစဲရွှေပန်းခတ်တွေနဲ့စည်းကြဲထားတဲ့ဗိမာန်ကြီးတစ်ခုကိုဥစွာမြင်တွေ့လိုက်ရတယ်။ဘေးမှာတော့ရွှေအိုရောင်စိမ့်ပြာရောင်အစင်တစားတွေကိုဝတ်ဆင်ထားတဲ့မိန်းမယောက်ျားအချို့ကတူရိယာအချို့ကိုတီးမုံနေပြီး ချော်မော်လာပါတဲ့မိန်းမပြိုအချို့ကအလွန်တာယာတဲ့ဓမ္မတေတချင်းတွေကိုတီးဆိုနေခဲ့တယ်။ငါဘယ်ရောက်နေပါလဲ။ဒါဘယ်နေရလဲ။ ငအောင်တယောက်ကစိတ်ထဲကနေရေရွနေတဲ့ချိန်ဗိမာန်နဲ့ကိုတလန်းချင်းဝင်လာတဲ့ယောဂီဝေလူတယောက်ကိုမြင်လိုက်ရတယ်။ဒါဇေဒီမှာမြင်လိုက်ရတဲ့သူပဲ။ "तू ကဘယ်လိုလုပ်ဒီကိုရောက်နေပါလဲ"စကားမဆုံးခင်မှာပဲယောဂီဝေလူရဲ့အနောက်မှာရွှေသားအထိပြီးတဲ့ဝတ်စုံကိုဝတ်ဆင်ထားတဲ့လူတယောက်ကက်လျက်လိုက်ပါလာခဲ့တယ်။ငအောင်ကအဲ့ဒီလူကိုမြင်တော့ပါဇက်အဟောင်းသားဖြစ်သွားပြီးတော့ငါနဲ့တထရာတဲ့တူနေပါလားအဲ့လိုရေရွလိုက်ပါတော့တယ်ဗိမာန်နဲ့ဝင်လာတဲ့သူကငါအောင်မြင်တော့ ဖော်ရွေစွာပြုံးပြပြီးတော့ဘေးမှာလွတ်နေတဲ့ပလင်ပေါ်မှာတက်ထိုင်လိုက်ပါတော့တယ်။အဲ့ဒီချိန်ယောဂီဝေလူကငအောင်ရှိမှရက်လိုက်ပြီးတော့မင်းအခုဘယ်ရောက်နေလဲဆိုတာကိုသိကျင်နေတယ်မလား။ဟုတ်တယ်။ငါအခုဘယ်ရောက်နေရလဲ။ तू ਆ ရောဘာတူလဲ။ဘာလို့ငါနဲ့ရုပ်တူနေရလဲ။မင်းအခုရောက်နေတာရွှေမြင်းတင်တောင်ပေါ်မှာတည်ရှိနေတဲ့ငကတိုက်တစ်ခုတည်းကိုရောက်နေတာ။ဘေးမှာထိုင်နေတဲ့ तू ကမင်းရဲ့အကိုပဲ။ဒါဆိုငါရောပါလဲ။ तू ထိုင်တဲ့ပလင်နဲ့ငါထိုင်တဲ့ပလင်ကဘာလို့တူနေရလဲ။ ဘာကြောင့်လဲဆိုတော့ဒီတိုင်နန်းကမင်းနဲ့မင်းရဲ့ကိုယ်ကပိုင်ဆိုင်လို့ပဲမင်းကိုလူဘဝကိုဆယ်လွတ်လိုက်တာအားလေတာသနာပြုဖို့လွတ်လိုက်တာဒါအောင်မင်းကအချိန်ပြည့်မူးယူနေတယ်မင်းကိုမျော်လင့်နေကြတဲ့သူတွေကိုမငဲ့ညာတော့ဘူးလားဆရာညီတော့အရန်ဖီရမပေးပါနဲ့ဆရာပြောလို့တာသနာပြုလုပ်ငန်းတွေလုပ်ရတယ်ဆိုတာမျိုးကျွန်တော်မျိုးတော့မလိုချင်ပါဘူးညီတော်ရဲ့စည်ရင်အမှန်နဲ့ပြုလုပ်တဲ့အရာကိုပဲလိုချင်မိတာပါငအောင်လဲအဲ့ဒီတော့မှစိတ်ထဲကနေဝမ်းနေတယ်လို့တစ်ဆူလာပြီးမျက်ရည်တွေကလည်းသူ့အလိုလိုကျလာခဲ့တယ် မျက်ရည်တွေပါပြင်ပေါ်စီးကြလာတာနဲ့တပြိုင်တည်းပတ်ဝန်းကျင်တစ်ခုလုံးကချားရဟတ်လို့လဲသွားပြီးတော့လူလဲဖြတ်ခနဲ့တတိပြန်ရလာခဲ့တယ်။မင်းမြင်ခဲ့ပြီမလား။ကျုပ်မြင်ခဲ့တဲ့အရာတွေကအမှန်တွေလား။ကျုပ်ဒီအကြောင်းတွေကိုဘာကြောင့်အခုမှသိရလဲ။အခုမှသိရတာဆိုပေမဲ့အရင်ထဲကမင်းရတခြားသူတွေတက်ထူးခြားနေတာကိုတတိထားမိခဲ့တယ်မလား။ဥစ္စာဆောင်ညီအမကိုစင်သားနဲ့စပင်တို့ကိုယူပြီးရောင်းစားတယ်။တော်ဝလူမျိုးတွေပိုင်တဲ့ပစ္စည်းတွေကိုယူပြီးအရက်နဲ့လဲတောက်တယ်။ တာမန်လူတယောက်ကဒီလိုလုပ်ရင်အခုချိန်အသက်တောင်ရှိတော့မှာမဟုတ်ဘူး။ဒါပေမဲ့မင်းကဘာမှမဖြစ်ဘူး။ဘာကြောင့်မဖြစ်လဲဆိုတော့တောင်မန်ဖိုးကမင်းကိုကာကွယ်ပေးတာလို့ပဲ။ဒါကြောင့်မကောင်းတဲ့ကိစ္စတွေကိုရပ်တန့်ရပ်ပြီးတော့ငယ်ဘဝကအိမ်မက်ဖြစ်ခဲ့တဲ့ရဟန်းဖြူခြင်းကိုအကောင့်ထဲပေါ်ပါ။ဟုတ်တယ်။ကျောင်းငယ်ငယ်တုန်းကကြီးလာရင်ဘာလုပ်မလဲဆိုပြီးမင်းဖုန်းကြီးဝတ်မယ်လို့ပဲဖြေခဲ့တာ။ဒါရီကိုခမရဘလို့သိနေရလဲ။တင်ရင်ဖြစ်တည်မှုတွေကိုအနီးကစောင့်ကြည့်နေတဲ့တောင်ပိုင်ဖိုးပြောလို့သိတာပါ။ ကျုပ်လမ်းမခဲ့ပြီ အရန်ကိုမှားခဲ့ပြီငအောင်ကနောင်နာရတဲ့လေတံနဲ့ပြောပြီးခေါင်းငိုင်ဆိုင်ချသွားခဲ့တယ်မကြမီအချိန်မှာတော့စူညံလှတဲ့အတန်တွေနဲ့အတူငအောင်ရဲ့အမားဖြစ်သူအပါဝင်ရွာသားတွေကစေတီဘော်ကိုရောက်လာခဲ့ကြတယ်ငအောင်ရဲ့ငါခမရနင်ပြောင်းနေလို့စိတ်ပူလိုက်ရတာလက်ဆက်တက်တော့ဒီရောက်နေတာကိုမာကြီးစကားကိုငအောင်ကဘာမှပြန်မပြောပဲခြေထောက်ကိုနှစ်ဖူးနဲ့ထိပြီးကတော့ပါလေရောဟဲ့ငအောင်နင်ဘာလုပ်တာလဲမိုင်း ကျွန်တော်ဖုန်းကြီးဝစ်ချင်တယ်အလိုလေးငါနားကြားမတာများလားတကယ်ပြောတာပါကျွန်တော်ဖုန်းကြီးဝစ်မှာမို့မာကြီးခွင့်ပြုပေးပါငါအောက်စကားကိုကြားတော့အမဖြစ်သူခင်ဗျမျက်ရည်မစင်နိုင်ပဲအမခွင့်ပြုတာပေါ့တိတ်ကိုခွင့်ပြုတာပေါ့ကွယ်အဲ့လိုပြောရင်ငါအောင်ခက်တင်းတင်းလေးပွေးဖက်လိုက်ပါတော့တယ်ဒီနေရာမှာတော့လူရွတ်ငါအောင်ရဲ့လူဘဝကြီးပြီးဆုံးခဲ့ပြီနောက်ဝတ္ထုမှာတော့ဖုန်းကြီးဝစ်နဲ့မြည်တို့မြည်ပုံတာသနာပြုမလဲအောင်မြတ်တာတို့ကရောဘယ်လိုကူညီကြမလဲဆိုတာကိုတော့ အောင်မြတ်တာနဲ့တိုက်ဆက်သာသနာဆိုတဲ့ဝတ္ထုမှာနားဆင်ပေးကြပါအောင်အခုလိုအဆုံးနှိမ့်လိုက်ပါအားပေးနားဆင်ကြကြတဲ့ပရိသတ်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ကြံရှိနေသေးတဲ့အပိုင်းဆက်လေးများကိုလည်းဆက်လက်နားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့မြင့်တက်လွင် channel လေးကို like and subscribe လေးလုပ်တာပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ